အနာဂျီအီရပ်ရှင်နောက်မှာတော့မက်ဇီဖလစ်ကပါခုံပြေးလိုက်တယ်မင်းနပိုလီရှင်းယူတော့အစော်ကြီးခင်းချလိုက်ကယ်ဖို့အတွက်အဲ့မှာလော့ပြန်ဖို့တယ်နောက်မှာလဲဖရက်ဒ်ဝင်းအပရိုက်တာဘက်ရီဒရီဗျူရှင်ဘယ်သူပေါက်သွားမလဲယိုရီအကောင်းဆုံးတော့ပေါက်ပြသွားခဲ့မယ်ဟီရိုကြီးပေးနေရပြီလားနောက်မှာဟန်တောက်ရှော့တွေလိုက်ချေးစတိုင်းနဲ့ပပီ7တကောင်နဲ့တူမိုင်နိုတော့ပါပြတ်သွားတာဆိုတော့လဲဒပ်ဘကေးဘိုင်စတင့်နဲ့တူနောက်မှာလဲမက်ဇီအပရိုက်တာဝက်တွေကြာမှာတော်တော်လေးတော့ရုံးငန်နေရခဲ့တယ်မဆိုနာတာရက်ဆိုဒီဟန်တော့ဘုံလွဲသွားတယ်အလီတာဖီစီကယ်လေးပြစ်ချင်တယ်အားလုံးဖိုင်နယ်ဇာတ်ကြောင်းထဲမှာအလီတာပါလိုင်းနဲ့မဟုတ်ပါဘူးလားဟာတော့ရှယ်ရိုကြီးမျှခံတယ်နောက်မှာအလီတာပြန်ပြေးနေပြီ ဲ့စတစ်တကောင်ဆိုနာတာကြားမှာတော့ယိုးပြီးထတ်သေးသွားနေမယ်အလီတာတကောင်နဲ့နဲ့တော့ဘာမှလုံးလို့ရမယ်မထင်ဘူးအလယ်လမ်းကနေပါတက်ပြီးတော့ပဲမဲခါရီတက်ရိုက်တော့မလားခံမသိရင်တန်းအံ့ခံနိုင်တယ်တန်းအံ့ခံနိုင်တယ် Oh my god Oh my god တကယ်ပဲတန်းအံ့မှာလားမသိဘူးဘလင်းဘလင်းသူ့မှာတော့ Divine Judgment မရှိဘူးဒါမှမဟုတ်ဆိုနာတာ Resolution ကြားမှာအလီတာပြန်ပတ်နေရတယ်မနောက်ဆုံးမှာ Crazy သလုံးတော့ Down Shout ရိုက်ချိုးနေရင်းနေပဲအလီတာမှာတည်သွားရင်တော့မဝင် Bounce back Comeback is real အရင်ကိုပရက်ရှာပေးထားတာကောင်းတယ်သွေးလျှော့ထားလို့ရှိရင်တော့တတဲမှာတော်တော်ကြီးချအဆင်ပြေသွားမှာမင်းကခုလဲဒီဟာကျော်ယူရင်းနဲ့အနေနဲ့ကတော့ရင်းကိုတော့သွေးတဝက်လောက်တွေတော့လျှော့ထားရတယ်ပဲအောက်လန်းမှာလဲခရီးပိုင်းမင်းမဆန်ရှင်းဒန်လက်စထရိုက်တော့မှမက်ဇီလေးလဲသွေးတော့ပြန်လျော့ထားရတယ်ပဲအားလုံးအနေနဲ့ကတော့ finance လက်ကတော့ခုတိတိတော့ကြံနေလို့မယ်တတဲကတော့တော်တော်ကြာနေပြီသားရဲ့ယူရီဖန်ဝင်ရတယ်အဲ့ချိန်မှာနော်အဲ့ဒါလေးကတော့မစိုးဘူးကဲဆိုတော့အဲ့မှာတော့တာတဲသွေးသုံးပုံတော့ဘုံဟာတော့ဒါ question manipulation upright တော့ P7 တာတဲယူပေးသွားရင်တော့မရှယ်ရိုကီပိုင်း ဂေမီရော့ကက်လေးနဲ့တော့ပြန်ကယ်ဖို့တော့ကြိုးစားရမယ်ဖာဘလက်ကတော့ပေးထားရမယ်မင်းတို့တော့မိုင်းလိုဖျူရီဖလစ်ကဟန်တကောင်ဂျားတော့ညံ့နေနေပဲနောက်မှလည်းဘလင်းနေနေတော့ဘေးနားနေတော့ကာပြီးသားစီဟီလိုကတကောင်ရလိုက်တတတရလိုက်တကောင်နေရီဒီယံနေအောင်လုံးလွဲတာဘလို့ကဲနောက်အောင်လုံးလွဲတာလည်းဆိုင်အဲ့လိုဟာရာကူသားဖင်ကူကြီးပေါက်လိုက်တော့မနီပူလေးရှင်းချတာနဲ့ကွတ်တီဖြစ်သွားကဲအပေါ်လမ်းမှာလည်းနော်အာလီဒါအနေနဲ့တော့အော့ပစစ်တီးယားကင်နာဆိုတော့ဟန်တော့ဘုံတွေပါတွေချုပ်ပြီးတော့စတစ်တကောင်တော့ဒေါက်ရှော့တွေတော့ပြက်ခွဲဝိုင်းနေတာတခုမှာတော့ဖလစ်ကာတွေပါတွေခုံပြေးလိုက်တယ် ပေးဆဲမဲ့ manipulation ကောင်းအောင်အဲ့မှာကားကြ divine adjustment တော့ energy eruption တောက်လျှောက်တွေတော့ damage ပေးထားပြီမပေးဆဲမဲ့ flick ကကျန်နေသေးတယ်နေတာတခုဟာတော့ the question ရောကစားပြနေပြီမလဲချားညက်သွားနိုင်တဲ့နေတာတခုလေးတွေရှိသေးတယ်ဆိုတော့ yuri နော်အတက်ကိုတော့ဖတ်နေထုတ်ပြီးတော့ပြန်ပတ်လာရတယ်ဒီဘက်မှာလည်း man city နေနေတော့ jungle တွေမှာ invade လုပ်ထားလေလဲတွေ့ရတယ်ဒါလေးကလည်းကောင်းတဲ့တစ်ချက်ပါကျင်နေကြည့်တယ်ဒါတည်းတွေ့တော့ပဲမင်းတို့တော့ micro fury ပဲထောင်းတော့ရှောင်ဆော့အောင်ပါ normally ဟမ် ကာဂျာရီပါကြည်ပေးမလားနောက်မှ manipulation ပြန်ထောက်နည်းနည်းလေးမဲ့စောတော့စောသွားလားဆိုမှ hand နေနဲ့တော့ target ပစ်တော့ upright the way retreat နဲ့ target ရအောင်ယူပေးသွားပြီမဲ့ hand တော့ဘုံအချုပ်ခံထားတဲ့ hand တန်းမှာပြတ်သွားရင်လည်းနောက်မှ hero kill လေးတကောင် pick off လေးတော့ပြန်ရမလားမရနိုင်ဘူးเนาะ blink နေလဲလဲ divine judgment ကိုတော့နောက်ဆုံးချိန်ကြီးတော့ကင်သွားခင်နေတယ်ပဲ jungle တကောင်နဲ့ target နဲ့ trade ထားတဲ့အနေထားတစ်ခုတော့မြင်ရပါတယ်မှန်မဲကာဂျာ divine judgment ဆွဲဖြတ်တဲ့အနေထားတစ်ခုမှာပြတ်လား finest slot တွေမှာပေးပြီမဲ့ mazzy တကောင်ရအောင်တော့အသေးအံပြေးထွက်သွားရင်လည်းပဲကျွန်တော်ပြောခဲ့သလိုပဲเนาะကာဂျာ ဆွဲတာတော့ဆွဲမှာပဲဘလို့ပြတ်ဖို့ပဲလိုတာအဲကာကြာဆွဲပြီးတော့မပြတ်ရင်တော့အဲ့ဒါ short ရှိသွားပြီနောက်မှလေးနောက်မှ၃កောင်ပါတော့မပြတ်တာဆိုတော့เนาะတော်တော်နှစ်မျိုးကိုကောင်းနေအဲတတဲပါဆိုင်အခတ်သွားတော့မှာเนาะ divine adjustment မရှိရင်ယာ flicker လည်းမရှိတော့ spray ရတော့ကုန်သွားပြီဆိုလည်းနောက်ဆုံးတတဲလေးကိုတော့ yng give up လုံးလိုက်ရင်လည်းဘယ်တော့မှ ai yuri ကြောင်းတော့ယူသွားတယ်နောက်မှ blink တစ်កောင် flicker မရှိရနေတော့ဒီမှာဟန်တော့ဘုံမှာချုပ်ပြီးတော့ဆွဲဖြတ်ထားရင်လည်း blink တန်းမှာပြတ်သွားတာဗျာเนาะသူတတဲနာလေးသွားမလို့လို့ねအရင်အောင်ပြလိုက်တော့အလယ်လမ်းမှာဆွဲစားခံလိုက်ရတယ် ရွေးချယ်ထားတာပေါ့ဗျာเนาะဆိုတော့ဟိုဘလန်ပြောတဲ့လိန်ကင်းကတော့ရောက်မြောက်တော့ဆက်ကြည့်ရမယ်ဒီဘက်မှာလည်းမိုင်းတော့ကိုအစင်းဖြောက်လိုက်နေဒါတခုမှတော့ဘလင်းအနေနဲ့ကတော့ရောက်တော့ကာတိုင်းမှာဟာလို့ဆိုတော့ခွေရှယ်လို့ရှယ်လို့ကိလိုအပ်နေတဲ့ stick ကေးလေးကိုတော့ရောက်တော့ကောက်ပြီးသွားခဲ့ပြီเนาะပြောမလို့ပဲခုန stick ကိုတော့တစ်ခါတော့ဖြတ်တင်တယ်လို့အဲ့မှာတော့ divine judgment ကိုနရှင်လေးကတော့မိတယ်မဇီနေနဲ့တာဝါရဲရောက်တယ်ဆိုတော့ဘလောက်ပဲမှမတန်တော့လဲရေဖြော်ခံရပါတယ်ဆိုတော့ဟို finance line နဲ့ရင်ရိုက်ချပြီးတော့ divine judgment ဆွဲသွားတော့တော်တော်မိုက်တယ်အဲ့ဒါတော့ item အဆုံဆုံးလေးနဲ့လာချလို့ရပါမလားဆိုတော့မေးခွန်းလေးကြီးလည်းမေးရမယ်ဗျာဒီမှာပြေးတော့တက်လာပြီ Okay အမဟန်တော့ဘုံလမ်းတော့ချုပ်ထိုင်းနေတော့ရင်းနေနေတော့ downland strike လွဲမင်းတို့တော့ mile of fury flicker နဲ့ခုံထောင်းနိုင်နေတာတကူမှာတော့ပြတ်တယ် energy eruption နေပါတော့ထပ်ပေးထားမိမလဲ။နောက်မှ blank နေနေတော့ပြေးခွင်းတော့ရအောင်မလား။နောက်မှ upright တော့ထပ်ခွဲ black တကောင်တော့ဆွဲစားဖို့ကြံနေတာမသေးတော့ဘူး။ ဖလာဝဒီအိုစစ်ဖန်လေးနဲ့ဟာရဘူတာရှယ်ရိုကီနှစ်ကောင်မြခံနိုင်နေတယ်နောက်ကမှလီနာနောက်ဆုံးမှာတော့တည်သွားသေးတယ်ရှယ်ရိုကီက30မှာညို့လောပါရပြီကဲလောပါရပြီဗျာနော်ရှယ်ရိုကီ30နဲ့ပိုင်းလာဆိုလေတော်တော်လေးဒမ်းမေးထွက်နေတာတွေ့ရတယ်နော်ပြီးရင်အပေါ်လမ်းမှာတော့ဟန်တော့ဘုံချုပ်လိုက်တဲ့အလီတာရဲ့စပယ်လေးကလည်းတော်တော်လေးတိုက်ရသွားတာဆိုတော့နော်ကေးဒီပါတွေကတော့ဒီဘက်ကအရင်ဆုံးအားလို့တေးအားလို့တေးပြီးတော့နော်မဟာရဘူတာလာကောက်သွားတဲ့အချိန်နဲ့ဟီရိုကီနှစ်ကောင်ရလိုက်တာဆိုတော့ဒီလောပါ AI တို့ကတော့ အာဘယ်လိုပြောမလဲနှစ်ဖက်လုံးကတော့အဲ့လိုမျိုးတို့ရတို့ကိုဒီကိုဒီအောက်ဒရက်တွေတော့ထွက်လာတယ်မိုင်းတို့တော့တို့ဓမ္မကာကြာတို့ဒါပေမဲ့အဲ့လိုကာကြာပစ်ကြီးကိုတော့တကယ်သဘောမကျလက်စပစ်မတန်အောင်သားရဲ့အဲ့ကာကြာမှန်မဲ Suppose ဘုံချင်းပြန်ထောက်မယ်နေတော့အခုမှမဲသီလာတွေပိုင်းနဲ့ပြန်ထောက်မယ်ဆိုတော့ဒီဘက်အထာကျသွားနိုင်တယ်ဒါပေမဲ့အဲ့လိုမျိုးအာဆွဲဖြတ်ဖို့ပဲရွေးလိုက်တာပေါ့နော်ဟီးရိုးတကောင်အောက်သွားသလိုခံစားရတယ်ဆိုတော့ဝိုင်းကြီးနေနေတော့ကျွန်တော်ထင်ခဲ့တဲ့အတိုင်းပဲအချိန်နေမကောင်းဘူးဒါပေမဲ့လည်း AI အနေနဲ့ကလည်းအမားတော့လုံးလို့မရသေးဘူးပေါ့နော်စတင်နဲ့ဒါတပတ်ကကျော်လီနာကေမီဂရန်ဂျာတွဲလုံးနေရလဲမေထားလို့တော့မရဘူးအပေါ်လမ်းမှာတော့မေဂါရှိပါညာကာကွင်းမပေးဘူး manipulation စောဒီပဲခင်းနိုင်တယ်နောက်ဆုံးမှာမေဂါရှိလေးနဲ့လော်လေးကတော့ပြီးသွားပြီဒါပေမဲ့ထပ်တက်မဲ့ရိတ်အောင်နေတော့မြင်နေပါသေးတယ်အလီဒါလိတ်ကင်းဟီးရိုးပါညီတို့ Obsidian ချိန်မြေကမ်းမဖြစ်သွားနိုင်ဘူးပြီးတော့တက်လာပြီဒါပေမဲ့ တခုရှိတာသူအိုက်ကီမီနဲ့ဂရန်ဂျာကိုဘက်ကပေးမဲ့ကောင်တော့လိုတယ်နော်ဒီဘက်ကဟာရာဘူဇာကြီးနဲ့အဲ့လိုဘက်လိုင်းနဲ့ဝင်ပိုင်းမဲ့ပြဿနာဘူးတော့ဟုတ်တယ်ဟုတ်တယ်ဒါဝိုင်းကြီးနေနေတော့ဖြစ်ရှင်းတာမှရရမှာဗျာအဲဆိုတော့ဒီဘက်မှာလော်လေးတော့တွင်းထုတ်လေးတော့ပြန်လှုပ်ထိုင်းနေမှာမဟမ်းဂျန်ကသေးလေးပါလေးသွားဆောင်မယ်အလီဒါပိုဇီရှင်ယူနေပါတယ်ဟမ်းတော့ဘောတော့ဘယ်ကောင်ချုပ်ချုပ်တန်းနေညီကိုတော့အဲ့ဒီဂရန်ဂျာပဲချုပ်ချုပ်လာကာဂျာနောက်ဆုံးချုပ်နိုင်တော့တန်းမဇီကင်မီပြစ်တာလေးကနည်းနည်းလေးနာလာသလား အနာဂျီအီရပ်ရှင်နောက်မှာတော့မက်ဇီဖလစ်ကာပါခုံပြေးလိုက်တယ်မင်းနပိုလီရှင်းယူတော့အစိုးရခင်းချလိုက်ကဲဖို့အတွက်အဲ့မှာလော့ပြန်ဖို့တယ်နောက်မှာလေဖရက်ဒရင်အပရိုက်တာဘက်ရီဒရီဗျူရှင်ဘယ်သူပေါက်သွားမလဲယိုရီအကောင်းဆုံးတော့ပေါက်ပြသွားခဲ့မယ်ဟီရိုကြီးတွေပေးနေရပြီလားနောက်မှာဟန်တောက်ရှော့တွေလိုက်ချေစတိုင်းနဲ့ပပီ7တကောင်နဲ့တူမိုင်နိုတော့ပါပြတ်သွားတာဆိုတော့လေဒပ်ဘကေးဘိုင်စတင်နဲ့တူနောက်မှာလေမက်ဇီအပရိုက်တာဘက်တွေကြာမှာတော်တော်လေးတော့ရုံးငန်နေရခဲ့တယ်မဆိုနာတာရက်ဆိုဒီဟန်တော့ဘုံလွဲသွားတယ်အလီတာဖီစကယ်လေးပြစ်ချင်တယ်အားလုံးဖိုင်နယ်ဇာတ်ထဲမှာအလီတာပါလိုင်းနဲ့မဟုတ်ပါဘူးလေဟာတော့ရှယ်ရိုကြီးမြခန်နေနောက်မှာအလီတာပြန်ပြေးနေပြီ လဲစတစ်တကောင်ဆိုနာတာကြားမှာတော့ယိုးပြီးထတ်သေးသွားနေမယ်အလီတာတကောင်နေနေတော့ဘာမှလုံးလို့ရမယ်မထင်ဘူးအလယ်လမ်းနေပါတက်ပြီးတော့ပဲမေဂါရီတက်ရိုက်တော့မလားခံမသိရင်တန်းအန်ခံနိုင်တယ်တန်းအန်ခံနိုင်တယ် Oh my god Oh my god တကယ်ကြီးပဲတန်းအန်မှလားမသိဘူးဘလင်းဘလင်းသူမှာတော့ Divine Judgment မရှိဘူးဒါမှမဟုတ်ဆိုနာတာ Resolution ကြားမှာအလီတာပြန်ပန့်နေရတယ်မှာနောက်ဆုံးမှာ Crisis တို့တော့ down shot တွေရိုက်ချိုးနေရင်းနေပဲအလီတာပါသေးသွားရင်တော့မှ what in bounce back comeback is real တကယ်ကောင်းတဲ့ Yangon Gladiators လော်ပေးလိုက်တယ်ဆိုပေမဲ့အကောင်းဆုံးဘက်တယ်တစ်ခုကိုအနိုင်ဆိုင်ပြသွားတဲ့နောက်မှာငါးကောင်လုံးရရှိလိုက်ပြီးတော့တန်အန်ခွင့်တန်ကိုရောပုံဖော်သွားနိုင်ခဲ့တာပဲဖြစ်ပါတယ်2 0ဆိုရယ် Razan နဲ့ YG AN တို့ဥဆောင်နေပါပြီဟော comeback is real blank what the fish ကြည့်ပါရဲ့ဒီကောင်းနေ impact